တောင်းတမီတော်အလုံးမင်္ဂလာပါဆရာကဆရာစင်ပါ grade 7တင်ချာတင်ယူတင်များကိုမျှဝေတင်ချာပြပါမယ်ဆရာမျှဝေတင်ချာမှုလေးကိုနှစ်တက်တဲ့အကျိုးရှိတယ်ဆိုရင်လိုက်ရန် subscribe လေးလုပ်သားပေးဖို့နော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကတော့ဆရာတို့ကတင်ချာတရဲ့အခန်း3ပေါ့နော်3.1.3အပိုင်းကိန်းများကိုကိန်းမြင့်ပေါ်တွင်ဖော်ပြခြင်းအဲ့တော့ဆရာတို့အပိုင်းကိန်းတွေပေါင်းတက်နှုတ်ပြခဲ့ပြီးအပိုင်းကိန်းတွေရဲ့လုံထုံးတွေဆရာတို့လေ့လာခဲ့ပြီးအပိုင်းကိန်းတွေပေါင်းရင်တော့ရင်3ပြောင်းမြင့်ချက်တွေရှေ့သင်ခန်းစာတွေမှာဆရာတို့လေ့လာခဲ့ပြီးတော့ အခုကအဲ့ဒီအပိုင်းဂိမ်းတွေကိုတားလို့တမျိုးကိုဂိမ်းမြင်းပေါ်မှာပေါ်ပြတတ်ဖို့ဖြစ်တယ်ဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာရည်ရွယ်ချက်လေးကလည်းပဲအပိုင်းဂိမ်းများကိုဂိမ်းမြင်းပေါ်မှာနေရာချတတ်ဖို့ဖြစ်တယ်ပြီးတော့ဂိမ်းမြင်းပေါ်မှာပေါ်ပြထားတဲ့အပိုင်းဂိမ်းတွေရဲ့တည်နေရာ location ကိုကြည့်ပြီးတော့ဘယ်ဘိုင်းဂိမ်းကပိုကြီးတယ်ဆိုတာတားလို့တမျိုးကိုဆုံးဖြတ်တတ်ဖို့ဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာနဲ့အတူတူလေ့လာလိုက်ကြရအောင်ကျဲဒါဆိုဆရာဂိမ်းမြင်းတစ်ခုဆွဲလိုက် ဟုတ်ပြီနော်အဲ့ဒီကိန်းမြင့်ပေါ်မှာဆရာတို့အပိုင်းကိန်းနေရဲ့တည်နေရလေးကိုဖော်ပြထားမယ်ဆိုပါတော့ဥပမာဟောဤမှာ A A ရဲ့တည်နေရလေးနောက်တစ်ခါ B ရဲ့တည်နေရလေး C ရဲ့တည်နေရလေးကိုဖော်ပြထားရဲဆိုပါဟုတ်ပြီနော်ဒါဆို A ရဲ့ location လေး AD အပိုင်းကိန်းဘယ်လောက်မှာရှိတာလဲအဲ့တော့ A ရဲ့ location လေးဒါဆို AD ဘယ်နေရာမှာရှိတယ်ဒါဆိုဆရာတို့ A ရဲ့ unit ကိုရည်ကြည့်အောင်ဒါဆို0ကနေစမယ်လေ့ရဘက်ကို2 unit အဲ့တော့1 ေဒီဆရာတို့ကတင်းတင်းနဲ့ကြားထဲမှာနှစ်ပိုင်းပိုင်းထားတယ်နှစ်ပုံပုံရင်တစ်ပုံကိုပေါ်ပြထားတယ်ဒါဆိုရင်1 1 over 2 A ရဲ့ location ဒီ1 1 over 2နောက်တစ်ခါ B ရဲ့ location B ရဲ့ဒီနေရာ B ရဲ့ဒီနေရာဒီဆရာတို့ကရည်တိုင်းရဲ့ရည်ရည်ရတူနဲ့ရည်ရည်ရ2 unit 2အဲ့ဒါဆိုရင် B ရဲ့ location ကနည်းနည်းသုံးကြားထဲမှာရှိတယ်ဗရမုံပုံထားတာလေဆိုတော့တပုံး 2ပုံ3ပုံဒါဆိုဘိုင်းခြေက3စုစုပေါင်းရှိတဲ့ဘိုင်းရေအတွက်ဒီဘိုင်းခြေ3ခုရှိတဲ့အပိုင်း3ခု3ခုတည်းအားမှာဆရာတို့ကဘလောက်လဲတပုံကိုဖော်ပြထားတာဖြစ်တယ်ဒါကြောင့်1 over 3 2 1 over 3 b ရဲ့ location လေးဒီ2 1 over 3မှာရှိအဲ့ဒါက c ရဲ့ location c လေးကပမာရှိတယ် c လည်းပဲ3ပုံပေါ်ရင် तू ကဘယ်နှပုံရှိရလဲတပုံ2ပုံဆရာတို့ကဒါဆိုရင်2 2 over 3ဒါဒီ C ရဲ့ location ဒါဆိုရင်ဟောဒီ ABC မှာဆရာတို့ဒီ A ဒီငယ်တာဖြစ်တဲ့အတွက်ဘာမှရှိတော့လက်ဝဲပဲဆောင်းမှာရှိတယ်ဟောဒီဘက်ဒီလက်ဝဲဟောဒီဘက်ကလက်ရအဘိနောသူဒီလက်ရဒါဆိုလက်ဝဲဘက်ကိုရလေဆရာတို့ကဘိုင်းကိန်းနေရပါဖြစ်သွားတယ် ငယ်ငယ်သွားတဲ့ဂိမ်းတွေဟုတ်ပြီနော်လက်ရဘက်ကိုရောက်လေကြီးကြီးသွားတယ်ဆရာတို့ရှေ့သင်ခန်းစာတွေမှာသင်ခဲ့ပြီးသွားပြီအခန်းတက်မှာလေ့လာနေပြီးသွားပြီဟုတ်ပြီနော်အခုလဲတာဆိုရင်ဆရာတို့ကဒီသင်ခန်းစာလေးကနေမဆူရတဲ့ A နဲ့ B တို့သာအပိုင်းဂိမ်းတွေများဖြစ်ခဲ့မယ်ဆိုရင် A ဒီ B ထက်ကြီးလို့ရှိရင်ဂိမ်းမင်းပေါ်မှာ A ဒီ B ဘယ်မှာရှိမလဲလက်ရဘက်မှာရှိပြောချင်တာကအပိုင်းဂိမ်းတွေကြီးတယ်ဆိုရင်လက်ရဘက်မှာရှိမယ်လို့ပြောဟုတ်ပြီနော်နောက်တစ်ခါ A ဒီ B အောင်ငယ်ပါကဂိမ်းမင်းပေါ်မှာ A ဒီ B ဘယ်မှာရှိမလဲလက်ဝဲဘက်မှာရှိတယ်ဒါဆိုရင်ဂိမ်းမင်းပေါ်မှာ ဘိုင်းကင်းနေဒီငယ်ရင်လဝဲဘက်မှာရှိပြီးတော့ကြီးရင်လက်ရဘက်မှာရှိတယ်ဆိုတာလေးကိုပြောချင်တာဟုတ်ပြီเนาะဒါဆိုရင်ဟောဒီပုံမှန်လေးနားလည်မယ်လို့တာသမီးကိုယုံကြည်ပါတယ်ဟုတ်ပြီเนาะကဲဒါဆိုရင်လေ့ကျင့်ခန်းနဲ့3.3ရဆရာတို့နံပါတ်1ကိုကြည့်အောင်အဲ့တော့ဆရာတို့တွေကိန်းမြင့်ပေါ်မှာသူကနေရာချပါတဲ့အောက်ပါတို့ကိန်းမြင့်ပေါ်မှာနေရာချပါဒါဆိုဆရာတို့ကဘာဆွဲရမလဲကိန်းမြင့်ဆွဲရမယ်ဟုတ်ပြီเนาะကိန်းမြင့်ဆွဲရမယ်ဒါဆိုအပေါင်းကိန်းနေကြီးပဲကွာဒီမှာက နှစ်ကျော်တယ်ဒီမှာက4ကျော်တယ်ဒါဆိုဂိမင်းလေးဆွဲတဲ့အခါမှာ4ဆိုတော့5လောက်ထိဆွဲရမှာပေါ့နော်ဒါဆိုဆရာတို့ဂိမင်းလေးဆွဲလိုက်မယ်အတော့ဂိမင်းဆွဲပြီးသားပြီဒါဆိုဂိမင်းပေါ်မှာနေရာချအောင်နံပါတ်ကြီးကိုနေရာချမယ်နံပါတ်ကြီးဒီ1 over 2ဆိုတော့တူနဲ့မပြေဘူးဒါဆိုရင်0နဲ့1ကြားထဲမှာဆရာတို့ကဘိုင်းခြေကြည့်မယ်ဘိုင်းခြေဒီ2ဖြစ်တယ်ဒါဆိုရင်ဘယ်နှပိုင်းပိုင်းရမလဲနှစ်ပိုင်းပိုင်းရမယ်နှစ်ပိုင်းပိုင်းနေဆိုတော့တဝဲဝဲလိုက်မယ်အဲ့ဒီနေရာဒီဘယ်လောက်လဲ1 over ဒူဒါကြောင့်ကာကြီးကာကြီးရဲ့ location လေးဒီအဲ့ဒီနေရာလေးဖြစ်တယ်။နောက်ခါခွေးကိုဆရာတို့နေရာချမယ်ခါခွေးဒီ2ဖြစ်တယ်ဒါဆိုဒီကနေ့ရေးကြည့်လိုက်တော့ဒီ unit နဲ့ unit 1 over 4ဆိုတော့နှစ်နဲ့သုံးကြားထဲမှာဘိုင်းခြေကိုကြည့်မယ်။ဘိုင်းခြေဒီစုစုပေါင်းဘိုင်းခြေတို့ဘယ်နှပုံပုံရမလဲ4ပုံပုံရမယ်ဒါဆိုနှစ်နဲ့သုံးကြားထဲမှာဘယ်နှပုံပုံလိုက်မလဲ4ပုံပုံလိုက်မယ်ဒါဆိုတဝက်ရင်ဝက်မယ် ပြီးတော့နောက်ထပ်တဝက်ဒီထံဝက်တော့၄ဘိုင်းဖြစ်သွားပြီလေးပုံပေါ်ရင်ဘယ်နှပုံကိုဖော်ပြရမှာလဲတပုံဖော်ပြရမှာဆိုတော့ဟောဒီနေရာဒီဟောဒီနေရာဒီ1 over 4အကြောင်းလို့ဆရာတို့ကအဲ့ဒီနေရာလေးဒီ block ဖြစ်မဲ့2 1 over 4နံပါတ်ခါကွေးဖြစ်တယ်ဒါဆိုဒီနေရာလေးဒီနေရာလေးဒီဘာဖြစ်လဲခါကွေး2 1 over 4ရဲ့ location ဖြစ်တယ်နေရာချတတ်ပြီနော်ကဲဒါဆိုနောက်ထပ်ကားငယ်ကားငယ်ဒီ4 unit ဖြစ်တယ်ဒါဆို4 unit ဆိုတော့ DD ပေါ့ ကဲနောက်တဲ့ဘိုင်းကင်းကိုကြည့်2 over 3ဘိုင်းကြီးကိုကြည့်မယ်3ဖြစ်တယ်ဒါဆိုရင်ဘိုင်းကြီးဒီစုစုပေါင်းရှိတဲ့ဘိုင်းကြီးအတွက်ဆိုတော့ဘယ်နှပုံပိုင်းရမလဲ3ဘိုင်းပိုင်းရမယ်ဒါဆိုရင်4နဲ့5ကြားထဲမှာ3ဘိုင်းပိုင်းလိုက်မယ်3ဘိုင်းပိုင်းပြီးတော့မှသူကဘိုင်းဝေကိုကြည့်မယ်ဘိုင်းဝေဒီနှစ်ပုံကိုပေါ်ပြရမှာဖြစ်တယ်ဒါဆိုရင်ဒီဘိုင်းနှစ်ဘိုင်းဆိုတော့ဘယ်နေရာလဲဟောဒီနေရာလေးဟောဒီနေရာဒီ2 over 3ဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့က first 2 over 3ကားငယ်လေးရဲ့ location သေးသည် အဲ့ဒီနေရာလေးဖြစ်တယ်ကဲနောက်ထပ်ဂါကြီးပဲကျန်တော့ဂါကြီးကဆရာတော်ဘိုင်းဝေကကြီးနေတယ်ဒါဆိုဘိုင်းကိတုကြောင်းဖြစ်နေတယ်ဒါဆိုရာတော့အပြေကဲနှစ်နဲ့စားလိုက်မယ်ခုနှစ်ကိုနှစ်၃လီချောင်းစားလက်ကိုရှိကိုတက်ကျွန်းတော့တက်တီဘိုင်းဝေမှာရေးစားကိန်းလေးကနေဒါဆိုရင်ဆရာတော်ဘလာလဲ3 1 over 2ဖြစ်တယ်ဒါဆို3ရဒီနေရာမှာ1 over 2ဆိုတော့နှစ်ပိုင်းတစ်ပိုင်းဆိုတော့၃နဲ့၄ချားထဲမှာဘလောက်ဝဲရမလဲ တဝဲဝဲရမယ်ဒါကြောင့်တဝဲဝဲလိုက်တယ်အဲ့ဒီနေရာဒီဘယ်လောက်လဲဂါကြီး7 over 2ရဲ့ location တင်းနေရာလေးဖြစ်တယ်ဩဒါဆိုရင်ဆရာတို့သူပေးထားတဲ့ဂါကြီးခဝေးကောင်းငယ်ဂါကြီးကအပိုင်ကိန်းလေးတွေကိုပုံမှန်လဲကိန်းမြင်းပေါ်မှာဆရာတို့နေရာချလိုက်တာဖြစ်တယ်ဒါဆိုသားတို့သမီးတို့ကိန်းမြင်းပေါ်မှာနေရာချတတ်မယ်နော်ဟောပါပြီဒါဆိုဆရာတို့နောက်ထပ်နံပါတ်1ကလေးကိုကြည့်ရအောင်နံပါတ်1မှာလဲဆရာတို့ကဂိမ်းရောလေးတွေပေးထားတဲ့ဂိမ်းမြင်းပေါ်မှာနေရာချခိုင်းတဲ့ ပြီးတော့မှလက်ရပဲဆောင်ရှိကိန်းနဲ့လက်ဝဲပဲဆောင်ရှိကိန်းတွေကိုဖော်ပြထိုင်းတယ်ဒါဆိုဆရာတို့ကကြည့်ရအောင်ဒီမှာက do 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 ဒါကအပိုင်းကိန်းတွေဆိုတော့သိကြတယ်အဲ့ဒီအပိုင်းကိန်းတွေဒီနှစ်နဲ့သုံးကြားထဲမှာရှိဒါဆိုနှစ်နဲ့သုံးကြားထဲမှာရှိမှာဆိုနှစ်နဲ့သုံးကြားထဲမှာနေရာတွေဖော်ပြတဲ့အခါမှာဒါတို့တမီတော့ဂိမ်းမင်းလေးကိုကျင်းကျင်းလေးဆွဲထားရင်ဆရာတို့ကပြစ်သိပ်ပြီးနေရာကိုထင်းထင်းရှားရှားမမြင်ရပဲဖြစ်နေတယ်ဒါကြောင့်ဆရာတို့ကဘာလုပ်မလဲဂိမ်းမင်းရဲ့ unit ကိုကျဲကျဲလေးဆွဲပေါ့နော်အဲ့တော့ဂိမ်းမင်း unit ကိုကျဲကျဲလေးဆွဲအဲ့တော့ဂိမ်းမင်းလေးဆွဲလိုက်ပါ ပြီးတော့ဆရာတို့ကသူတို့နေဒီနှစ်နဲ့သုံးချားမှာပဲရှိတာဆိုဆရာတို့ဘာလို့ရကျင်းကျင်းလေးလေးမှာအများကြီးပေါ်ပြရမှာဒါဆိုဆရာတို့ကဘိုင်းကြီးညောင်ညှိမှဖြစ်မယ်ဟုတ်ပြီနော်ဘိုင်းကြီးညှိမှပဲဆရာတို့ကပေါ်ပြလို့ရမှာအပိုင်းရေတွေကကွတ်တိဖြစ်လို့ရမှာဟုတ်ပြီနော်ဒါဆိုဆရာတို့က2 1 over 2နောက်တစ်ခုက2 1 over 3နောက်တစ်ခုက2 5 over 6 ကယ်ရှေ့ရ2တွေကတော့ပြဿနာဖြစ်နောက်က1 over 2ဒီမှာအပိုင်းရေအတွက်အများဆုံးဒီ6 6ဖြစ်တယ်ဒါဆိုရင်သူ့ကိုလည်းပဲဆရာတို့6ပုံပေါ်ရင်ဘယ်နှပုံနဲ့သွားညိမလဲဆိုတာသိရမယ်ဒါဆို1 over 2ရဲ့တန်ဖိုးတူပိုင်းကိန်းပြောင်းကြည့်လိုက်တော့ဘယ်လောက်ဖြစ်မလဲရှေ့ရ2က2ဒါဆို6ဖြစ်ဖို့ဆိုသူ့ကို2နဲ့မြောက်2 3လီဆရာဘိုင်းကြီးကို3နဲ့မြောက်တော့ဘိုင်းဝင်လည်း3နဲ့မြောက်တော့3 3အဲ့တော့3 over 6နဲ့အတူတူပဲ1 over 2ရဲ့တန်ဖိုးတူပိုင်းကိန်းကြီး3 over 6 ဟုတ်ပြီနော်ပြီးသားရင်ဆရာတို့နောက်ထပ်တစ်ခုသူလည်းပဲဗိုင်းကြီးကိုဆက်စနဲ့တန်ဖိုးလူဗိုင်းကြီးဖြစ်ဖို့အတွက်ဆိုရင်ဆရာတို့ဘာလုပ်မလဲနင်းနေမြောက်ဒါဆိုရှင်ကတူပါတူနင်းနေမြောက်တော့နှစ်တောင်းလီကဆရာဗိုင်းကြီးကိုနင်းနေမြောက်တော့ဗိုင်းဝေးလဲနင်းနေမြောက်နှစ်တလီကနင်းဒါဆိုတူကိုပါဆီတူအောင်တော့ဆရာတို့ကကြောင်းဆရာမလို့ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေစဉ်းစားလို့ရသွားပြီအဲတော့မှကြီးရငယ်တာကကွယ်ကွယ်ပြပြတိသွားတော့မှဒီမှာဟုတ်ပြီနော်ဒါဆိုဆရာတို့နေရာချလို့ရတယ်ဒါဆိုရင်ဆရာတို့တွေဒီ နှစ်ကဒီမှာရန်ဒီတီယာတယူနဲ့နှစ်ယူနဲ့နှစ်ထီကရေတွဲလို့လွယ်တယ်နှစ်နဲ့သုံးကြားထဲမှာဆရာတို့ဘိုင်းကြီးညှိလိုက်ပြီးဖြစ်တဲ့အတွက်ဆရာတို့လွယ်ကူသွားပြီးဘိုင်းကိန်းတွေကြီးကြငယ်ရာခွဲလို့လွယ်သွားပြီးဘိုင်းကြီးကိုကြီးလိုက်တော့စုစုပေါင်းဘိုင်းကြီးရေတွဲဒီဘယ်လောက်လဲ6ဘိုင်းဒါဆိုဆရာတို့နှစ်နဲ့သုံးကြားထဲမှာဘယ်နှဘိုင်းဘိုင်းလိုက်6ဘိုင်းဘိုင်းလိုက်လွယ်သွားပြီဒါဆိုတဝဲရင်ဝဲနောက်ထပ်နှစ်ဘိုင်းစီဘိုင်းအဲ့တော့တစ်ဘက်ကို3ဘိုင်းစီဆိုတော့6ပုံပုံပြီးသွားပြီ 6ပုံပေါ်ပြီးမှသူတို့နေရာချလို့ရပြီသူဒီဘလောက်လဲ3 over 6ဆိုတော့3ပုံပေါ်ပြရမှာဟုတ်ပြီเนาะဒါဆိုရင်ဒီကနေဒီကဒီ unit 2ပုံ2ပုံ3ပုံဆိုတော့ဒီနေရာလေးအဲ့ဒီနေရာလေးဒီဘလောက်လဲ2 3 over 6ရဲ့နေရာလေးဖြစ်တယ်ဒါဆိုရင်သူရဲ့မူလကိန်းနဲ့ရရင်ဘလောက်လဲ2 1 over 2ရဲ့နေရာလေးအဲ့ဒီနေရာလေးဒီ2 1 over 2ဆရာတို့ရေးတော့သူပေးထားတဲ့မူလကိန်းနဲ့ပဲရေးမယ်ဒါကစဉ်းစားတာဖြစ်တယ်ဟုတ်ပြီเนาะပြီးတော့ဆရာတို့နောက်တစ်ခု 2 2 over 6ဆိုတော့6ပုံပေါ်ရင်2ပုံဆိုတော့ဆရာတို့ကရောင်းလေးပြောင်းလိုက်ဆရာတို့ကဒီဟာကြတော့တဘောင်2ပုံဆိုတော့ဘယ်နေရာလေးလဲဟောဒီနေရာလေးအဲ့နေရာလေးဒီဘယ်လောက်လဲ2 1 over 3ရဲ့နေရာလေးဖြစ်တယ်သူရဲ့နေရာလေးဖြစ်တယ်အဲ့တော့အဲ့ဒီနေရာလေးကိုဘာလို့လိုက်မလဲ2 1 over 3ကိုရေးလိုက် ဒါဒီဆရာတို့ဒါမိုးလူပိုင်းကိန်းနေပြောင်းပြီးတော့မလုပ်တာလဲစဉ်းစားတော့နောက်တစ်ခု25 over 10တဲ့ဆိုဆရာတို့ကဒါဆို9ပုံပုံရမှာဟောပြီနော်9ပုံပုံရမှာဆိုတော့တပုံ2ပုံ3ပုံ4ပုံ9ပုံဆိုတော့အဲ့ဒီနေရာအဲ့ဒီနေရာဒီဘလူးရဲ့နေရာလဲ25 over 10ရဲ့ဒီနေရာလေးဖြစ်တယ်ဩော်ဒါဆိုရင်ဆရာတို့တွေဒီအကိန်းမြင်းပေါ်မှာ ဘိုင်းဂိမ်းတွေကိုနေရာချပြီးသွားပြီ။သူကပြောတယ်လက်ဝဲပဲဆုံးချီဂိမ်းနဲ့လက်ရာပဲဆုံးချီဂိမ်းဆိုတော့ဒါဆိုဒီဘက်တီးကဟောဒီဘက်ကလက်ဝဲဟောဒီဘက်ကလက်ရာကဲလက်ဝဲပဲဆုံးချီဂိမ်းရဘလောက်လဲ2 1 over 3ဖြစ်ပြီးတော့လက်ရာပဲဆုံးချီဂိမ်းရဘလောက်လဲ2 5 over 6ဟုတ်ပြီနော်ဒါဆိုဆရာတို့ဖြေလို့ရပြီလက်ရာပဲဆုံးချီဂိမ်းလက်ရာပဲဆုံးချီဂိမ်းဝင်ရင်ပြီးတော့လက်ရာပဲဆုံးချီဂိမ်းဝင်ရင်ရတော့ to 5 over 6ဘယ်နောက်တစ်ခါလက်ဝဲပဲဆောင်ရှိခိုင်းလက်ဝဲပဲဆောင်ရှိခိုင်းဒီဘလားလဲ to 1 over 3ကဲဒါဆိုတားလို့သမီးတို့ဒီသင်္ကန်းစာလေးကနေမှတ်ယူရပါမှာဂိမ်းမြေပေါ်မှာဘိုင်းကိနေနေရချတဲ့အခါဆရာတို့ကဟောဒီ unit တစ်ခုထဲမှာဆရာတို့အပိုင်းရေအတွက်တွေကိုဆရာတို့ကနှိုင်းရှင်ရတော့မယ်ဆိုရင်မလုပ်ရမလဲအပိုင်းကိနေကြီးချငယ်တာတီးဖို့အတွက်တန်ဖိုးတူဘိုင်းကိဘိုင်းကြီးညှိရမယ် ဘန်းကြီးမြှိပြီးတော့တံမိုးလူပိုင်ကြီးပြောင်းရမယ်။အခုဆရာပြောင်းပြီးစဉ်းစားပြသလိုဒီလိုမျိုးလေးစဉ်းစားရမယ်ဆိုတော့ဒါလိုသမီးတို့ပါလို့ရမယ်။ဒါလည်းရမယ်။ဒါလေးမှတ်တာရမယ်။ဒါဆိုရင်ကြိုက်တဲ့ပိုင်ကြီးလား easy လွယ်လွယ်လေးပဲ။ဟုတ်ပြီနော်။ဒါဆိုသောင်းသမီးတို့နံပါတ်2လေးနားလိုက်မယ်လို့ဆရာယုံကြည်ပါရဲ့။နောက်ထပ်တစ်ခုသွားရအောင်ပါ။ကဲနံပါတ်3ဒီခါကျတော့ဆရာတို့ပေးထားသောဂိမ်းမြင်းတဲ့ပေးထားတဲ့ဂိမ်းမြင်းပေးထားရယ် y z a b c d e f g ဟုတ်ပြီနော်။ဒါဆိုဆရာတို့ဂိမ်းမြင်းလေးဆွဲလိုက်မယ်။ သူပေးထားတဲ့ဟာတွေကဘလောက်စီစောင်းရမှာလဲဆိုတော့တယူနဲ့စီကွာဝေးရမယ်။ဒါဆိုကြဂိမ်းမြင်ဆွဲလိုက်ပြီးကွာ A ကနေစရေး A B C D E F G ဟော Y Z ကရှေ့မှာထားရမယ်။ဒါဆို Y Z ကိုရှေ့မှာပြန်ထားမယ် Y Z ပြီးသွားရင်နောက်ထပ်တစ်ခု PET နေရာတဲ့ PL location လေးကတဲ့13 over 3ကိုပေါ်ပြရတယ်။ဒါဆို PL location လေးဒီ 13 over 3လို့ပဲပေါ်ပြတာပြီးတော့ဘယ်နားထိုင်ရမလဲဆိုတာသူကပြောပြတာဒါဆိုဆရာတို့က73ကိုဆရာတို့ကဘိုင်းဂိမ်းတို့ဖြစ်နေတယ်ဂိမ်းရောလေးပြောင်းလိုက်မယ်3လေးလီစနေစားလိုက်မယ်3လေးစားလက်ကိုရှေ့ကို3လေးလီစနေလေးတကျွင်းတော့ဘိုင်းဝေးမှာတရေးမယ်စားဂိမ်းလေး3ရ3ဒါဆိုရင်41 over 3ဖြစ်တယ်ဒါဆိုဆရာတို့က41 over 3ကတော့သိပါပြီဒါဆိုဆရာတို့ကဂိမ်းမြင့်မှာရေးတွင်းဘယ်ကစားရမလဲမသိဘူးဒါဆိုအင်္ဂလိပ် အခေယာမှာဆရာတို့ဘယ်အစားလဲ A ကစရတယ်ဒီမှာဒါဆိုရင်စာမှတ်ဒီ0ဒီကစရမယ်ဟုတ်ပြီเนาะအဲ့တော့ A ဒီ0ဖြစ်တယ်ဒါဆိုရင်လက်ရဘက်ကိုဆရာတို့ for u နဲ့ရေးရမယ်ဆိုတော့ဒီ u နဲ့နဲ့ u နဲ့တော့ u နဲ့လေး u နဲ့ဒါဆိုဒီ e နေရာဒီ for ဖြစ်သွားတယ်1 over 3ဆိုတော့ e နဲ့ f ကြားထဲမှာဘယ်တော့ပုံပုံရမလဲဘန်းကျေဒီ3ဖြစ်တဲ့အတွက်၃ဘိုင်းပိုင်းရမယ်ဒါဆို e နဲ့ f နဲ့မှာကြားထဲမှာ၃ပုံပုံလိုက်မယ်၃ဘိုင်းပိုင်းလိုက် ဟုတ်ပြီနော်ဒီမှာတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းနော်ဒီမှာတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းပိုင်းလိုက်ပြီအဲ့ဒီမှာတစ်ပိုင်းပေါ်ပြရမှာဆိုတော့ဟောဒီနေရာလေးမဟုတ်နော်ဟောဒီနေရာဒီ p ရဲ့ location လေးဖြစ်တဲ့ဒါကြောင့်အဲ့ဒီနေရာကို p လို့ပေးလိုက်မယ်။ဟောပေးပြီးသားလိုက်ဒီခဲတာဆိုစပတ်မယ်။တတိယဟောတတိယကိုဖော်ပြလည်ရင်တဲ့ AFQ တော့ဒီတဲ့မြည်တိအပိုင်းကိန်းညာကိုကိုစားပြုလဲဒါဆို p ရပြီဆိုရင် p ပြီးမှပါလာ င်္ဂလိပ်အခရမှာ Q လာတာဒါဆိုရင် P ရဲ့ဘေးနားလေးကဒီမှာဘိုင်းဘိုင်းထားတဲ့နေရာလေးဒီဘယ်လောက်ဖြစ်သွားမလဲ Q ရဲ့နေရာဖြစ်သွားမယ် P ရရင် Q auto ရပြီဒါကြောင့်ပြီးပြီးတော့ဘာဖြစ်မလဲ Q ပြီးပြီးတော့ Q အော် P နဲ့ Q ကရသွားပြီဒါဆို F ကိုပဲနေရာချရတော့မယ်ဟုတ်ပြီနော် F ကလည်းပဲဆရာတို့ကြည်လိုက် F ကနေရာချဖို့ဒီတိုင်းကြီးသွားပြီးတော့နေရာချရမှာလားဒီမှာ F ကလည်းစာကလေးက ရှိပြီးသားယူနေဒါဆိုရင်ဆရာတို့သူပြောတဲ့ A လဲရပြီ F လဲရပြီ Q လဲရပြီသူတို့တွေကမြေတီအပိုင်းကိုကိုစားပြုလဲဆိုဆရာတို့ရေတွေ့လို့ရပြီဟောပြီနော်ဒါဆိုဆရာတို့ရေးလိုက်မယ် B ရဲ့ဒီနေရာသူပေးထားချက်လေးရေးလိုက်မယ်ပြီးတော့ A ရဲ့ဒီနေရာရေးလို့ရ A ရဲ့ဒီနေရာဒီဘလောက်လဲစာမှတ်ဒီ0ဖြစ်တယ်အဲ့ဒါဆရာတို့ကရေးလို့ရပြီ။ A ရဲ့ဒီနေရာလေးဒီ0 ကဲနောက်တစ်ခါသူက F ကဲဒီနေရ Q ရဲ့ဒီနေရမိတာလေဟုတ်ပြီเนาะဒါဆို F ရဲ့ဒီနေရလေးကြည့်အောင် DDR4 ဖြစ်တယ်ဒီမှာက0 1 2 3 4 5 5 2 6အဲ့တော့ f ကဒီနေရာဒီဘယ်လောက်လဲ5တန်းတိသွား f ကနောက်တစ်ခါဆရာတော်က q ရဲ့ဒီနေရာ q ကတော့လွယ်ပါတယ် q ကလည်းဆရာတော်က4နဲ့5ကြားတိုင်းမှာပြနေပုံဒါလည်း3ပုံပုံထားတာဖြစ်တဲ့ ုံပုံပုံပြီးတော့မှ QD တပုံနှစ်ပုံနှစ်ပုံကိုပေါ်ပြတာဖြစ်တယ်ရှေးက၄ unit ဖြစ်တယ်ဒါကြောင့်ဘယ်လောက်လဲ Q ရဲ့ unit ဒီ force 2ကိုပါ3ဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ကဒီမှာရေးပေးလိုက်ရုံပဲ force 2ကိုပါ3အဲ့ဒါ Q ရဲ့ unit ပဲကဲဒါဆိုသားတို့တမျိုးနံပါတ်3ပုစာလေးနားလည်မယ်နော်ဟုတ်ပါပြီကဲဒါဆိုဆရာတို့ဒီနေ့သင်ခန်းစာလေးရပြီးသွားပါပြီဒါဆိုဒီနေ့သင်ခန်းစာလေးရဘာအကြောင်းလေးလာခဲ့တာလဲ ်အပိုင်းကိန်းတွေကိုကိန်းမြင့်ပေါ်မှာနေရာခြားတတ်ဖို့နဲ့ကိန်းမြင့်ပေါ်မှာရှိတဲ့အပိုင်းကိန်းတွေရဲ့တည်နေရာတွေကိုဆရာတို့ကဖော်ပြတတ်ဖို့ဖြစ်တယ်ဟုတ်ပြီနော်ဒီကြောင်ဘယ်ဟာမှတ်ကြီးလဲဆိုတာတာဝတိမီတို့ဘယ်ဟာငယ်လဲဆိုတာခွဲခြားတတ်ဖို့ဆရာတို့လေ့လာခဲ့တာဖြစ်တယ်တာဝတိမီတို့နားလည်မယ်လို့ယုံကြည်ပါတယ်ဒီနေ့စကားလဲဆောင်လေးကတတ်ထားသည့်ပညာအကျိုးရှိရမှာသာတော့နဲ့အဲ့တော့ဟုတ်တယ်ဆရာတို့တတ်ထားတဲ့ပညာတွေကိုတလွဲပေါ့နော်မကောင်းတဲ့နေရာတွေမှာဆရာတို့အတုံးချမြင် အကျိုးရုပ်တယ်ပေါ့နော်အဲ့တော့တတော်သမီးတို့အဲအရေးကြီးပါတယ်ဒါလေးကအဲ့တော့မိမိတတ်တဲ့ပညာတွေကိုအဲလူအများကောင်းကျိုးအတွဲလောကအတွဲအကျိုးရှိတဲ့နေရာမှာပဲဆရာတို့အသုံးပြုတတ်ပါစေနော်အဲ့တော့တတော်သမီးတို့ဒီဆရာမိပါတို့တည်းတစင်းမြင့်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်